မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်ကစပြီးနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါောင်းမယ်ရှင်။ပထမအဆုံးသတင်းနေနဲ့အင်းတော်မျိုးသိန်းတိုက်ပွဲတွင်ဖန်စီရရှိသောစစ်သုံးမှန်တမ89တမမှုဘုံမှုကျောက်အောင်သက်ဦးနှင့်တပ်သားများကိုစစ်ဆေးနေပြီးစစ်ဆေးတွေ့ရှိချက်အပေါ်အခြေခံတရားစီရင်မည်ဟု အန်ယူဂျီထုတ်ပြောဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။စကိုင်းတိုင်းအင်းတော်မျိုးတိန်တိုက်ပွဲရင်ဖန်စီရရှိသော73မန်းတက်မ89တက်မမှုဘုံမှုချုပ်အောင်သက်ဦးနှင့်တပ်သားများကိုဆစ်ဆဲနေပြီးထွတ်ဆိုချက်နှင့်ဆစ်ဆဲတွေ့ရှိချက်အပေါ်အခြေခံတရားစီရင်မည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောဆိုသည်။ရှနေ့ထုတ်ပြန်သည့်ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းရှင်မြင်ဆောင်2025အစီအစဉ်တွင်ဦးနေဖုံးလကအထက်ပါတိုင်းပြောဆိုလိုက် င်းဖြစ်သည်ဧပြီလ9ရက်နေ့စကိုင်းတိုင်းအင်းတို့မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီနောက်ဆုံးလက်ကျန်စစ်ကမ်းဖြစ်သောဇပန်လိုင်းကိုစကမ်းမှတက်မှာမှုဘုံမှုချုပ်အောင်သက်ဦးနှင့်တပ်ဖွဲ့ဝင်များထွက်ပြေးသွားခဲ့သည့်ပြင်အင်းတို့မြို့ကိုအပိသက်သိမ်းပိုင်နိုင်ခဲ့ကြောင်းရင်းနောက်ထွက်ပြေးသွားသောတက်မှ80တက်မှာမှုဘုံမှုချုပ်အောင်သက်ဦးနှင့်တပ်ဖွဲ့ဝင်များကိုဖမ်းမိခဲ့ပြီးလက်ရှိတွင်စစ်ဆေးမေးမြန်းမှုများလှုပ်ဆောင်နေကစစ်ဆေးတွေ့ရှိချက်များပေါ်မူတည်၍တရားစီရင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း၎င်းကဆိုသည် ဧပြီလ9ရက်ည9:00နာရီခန့်မှာအင်းတော်မြို့ဂျပန်လိုင်းကူမှအခြေပြုတက်ဆွဲထားတဲ့အကြမ်းမဲ့စစ်တပ်တပ်မ89ဟာဝိုင်းဝရန်ပိတ်ဆို့ထားတဲ့တော်လိုင်းတပ်ဖွဲ့ရဲ့ PR ကိုရေရှည်တောင်းခံနိုင်ခြင်းမရှိတော့ဘဲစကန်ဆွန်လွတ်ဆုတ်ခွာသွားတာကြောင့်အင်းတော်မြို့ကိုအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့ဆုတ်ခွာထွက်ပြေးတဲ့တပ်မမုန်းတဲ့တပ်သားတွေကိုလည်းစစ်တုံးမန်းတွေဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်။လက်ရှိချိန်မှာတော့ဖမ်းဆီးရမိထားတဲ့စစ်တုံးမန်းတွေကိုစစ်တုံးမန်းဆိုင်ရာမူဝါဒတွေနဲ့အညီထိန်သိမ်းထားပြီးစစ်ဆေးမေးမြန်းမှုတွေဆောင်ရွက်လျက် ်ရှိပါတယ်။စစ်တောင်မန်းတွေရဲ့ထပ်ဆိုချက်စစ်ဆေးတွေ့ရှိချက်တွေအပေါ်အခြေခံပြီးတရားစီရင်ဆိုင်ရာကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ဦးနေဖုံးလက်ကပြောဆိုသည်။ ်အန်ယူဂျီကဖန်စီရရှိထားသောတမ80ခွန်တမမှုဘုံမှုချုပ်အောင်တပ်ဦးသည်စစ်တပ်ကတို့ပတ်စဉ်40နှစ်ကျောင်းဆင်းဖြစ်ပြီးတမ80ခွန်တမမှုအပြင်2024ခုနှစ်နိစံမိုင်းတွင်မှစတင်တောင်းယူခဲ့ခြင်းဖြစ်ကြောင်း၎င်း၏နောက်ကျောင်းရာဇဝင်များကိုပြန်လည်လေ့လာခြင်းနှင့်2021ခုနှစ်ဆင်အာနာသိန်းစာချင်းရန်ကုန်မှဆန္ဒပြပြည်သူများကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရရင်အောင်တပ်ဦးကရန်ကုန်တိုင်းစစ်ဌာနချုပ်၏အမှတ်၁စစ်ပြူဟာမှုဘုံမှုချုပ်ဖြစ်ဖြင့်အမိန်ပေးစေခိုင်းခဲ့ကြောင်းသိရှိရ သည်ရှင်နောင်ရန်ကုန်တိုင်းစစ်ဌာနချုပ်အမှတ်၁စစ်ပြူဟာမှုအဖြစ်မှာကရင်တိုင်းတိုင်းစစ်ဌာနချုပ်ကောတောင်တက်နေစစ်ပြူဟာမှုအဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းရှင်နောင်တမ90ခွန်တက်မှမှုဖြစ်လာခြင်းဖြစ်ကြောင်းသိရှိရသည်ပုံမှုချုပ်အောင်တပ်ဦးရင်စနီဒေါ်သက်စုံနေထောင်းတာကြီးဖြစ်သူပြေရှံကိုတာအငယ်အန်ဖုံးတို့ရှိကြောင်းသိရှိရသည် ဆက်လက်ပြီးဆလင်းစေဒရုတ်တာလမ်းမရှိစစ်တိတ်၁၈မိုင်ကုန်းစကန်ကို PDF တပ်ဖွဲ့ရတိုက်ခိုက်သိမ်းပိုင်း၃မှန်လေးဦးဖမ်းဆီးရမိပြီးတနက်ငါလက်သိမ်းစေရရှိဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းဆလင်းစေဒရုတ်တာလမ်းမရှိကျမ်းပတ်စစ်တိတ်၁၈မိုင်ကုန်းစကန်ကိုတိုက်ခိုက်သိမ်းပိုင်းပြီးစစ်တုံမှန်လေးဦးဖမ်းဆီးရမိကတနက်ငါလက်သိမ်းစေရရှိခဲ့ကြောင်းပခုတ်ခွေကအမှတ်၆တရင်ကပြောဆိုသည်။ဧပြီလတရင်နေ့တွင်ဆလင်းစေထုတ်တာလမ်းမရှိအကျမ်းပတ်စစ်တိတ်၁၈မိုင်ကုန်းစကန်ကိုတော်လင်းတပ်ဖွဲ့များကဝင်ရ ောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရင်းစကန်ကိုတော်လိုင်းတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးစစ်တုံးမန်လေးဦးဖမ်းဆီးရမိက MA1 တနက်နှလန်း MA3 တနက်နှလန်း M79 တလန်းနဲ့လက်နက်ခဲယံအချို့သိမ်းဆဲရမိခဲ့ကြောင်းသိရှိရသည်အဆိုပါစကန်သိမ်းတိုက်ပွဲကိုပခုတ်ကုခရိုင်အမှတ်နှစ်တရင်မှစစ်ကြောမှုဦးဆောင်၏ပခုတ်ကုခရိုင်အမှတ်6 9 14 15 18တရင်များမြိုင်ပကဖနှင့်မင်းဘူးခရိုင်အမှတ်1တရင်တို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စစ်ကောင်စီဘက်ကအထိနာနေတဲ့ရခိုင်ပြည်နယ်မှာတကြံပွဲအစား၅လပွဲလုပ်ပြီးချင်းပြည်နယ်မှာတကြံပွဲကိုအကျဉ်းယုံမီပြုလုပ်ဆွေးနွေးတဲ့မယ့်ဖြစ်ပါရဲ့ရှင်စစ်ကောင်စီဘက်ကစစ်ရေးအရာအရကတမရအေးနဲ့တိုက်ပွဲများအတွင်အထိနာနေတဲ့ရခိုင်ပြည်နယ်ကစစ်တွေးမျိုးမှာတင်းကြံပွဲအစား၅လပွဲပြုလုပ်ပြီးချင်းပြည်နယ်မှာတင်းကြံပွဲကိုစစ်ကောင်စီပြည်နယ်အစိုးရရောမှအကျဉ်းယုံမီပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်ရခိုင်မှာပြည်နယ်မြို့တော်စစ်တွေမန်းအောင်မြို့နဲ့တရုတ်စီမံခန့်တွေရှိတဲ့ကြောက်ဖြူမြို့ တွေကိုသာစစ်ကောင်စီဘက်ကထိန်းချုပ်ထားနိုင်တာဖြစ်ပြီးကျောင်းပြူမျိုးအနေမှာလည်းစစ်ကောင်စီနဲ့အေအေကြတိုက်ပွဲတွေဖြစ်ပွားနေစေဖြစ်ပါတယ်။ချင်းပြည်နယ်မှာလည်းချင်းတော်လိုင်းပူပေါင်းတပ်များအနေနဲ့အီရန်လ9ရက်ကဖလန်မျိုးကိုတင်ပိုက်ပြီးတဲ့နောက်ပြည်နယ်မျိုးရောဟာခတီးတိန်နဲ့ထန်တလန်မျိုးများကိုသာတင်ပိုက်ရန်ကြံရှိနေတာဖြစ်ပါတယ်။စစ်တွေးမျိုးမှာမနေ့ကပြုတ်လုတဲ့ဇီဝိတဒါနာငါလော့ပွဲကိုစစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းတက်ရောက်ခဲ့ပြီးအရင်ငါလော့ပွဲကိုစစ်တွေးမျိုးကလက်ဝဲသလုံးတော်ဒက်စီဒီအနီကငါးခန်းမှာပြုတ် လုပ်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလ12ရက်နေ့ကလည်းရန်ပြည်မန်ပြည်ဖျားမှာဦးထိန်လင်းကိုရိုင်းရေရာခြေခဲ့ပါသေးတယ်ဟာခမလုတ်တဲ့အချင်းယုံလုတ်တဲ့တင်ကြံပွဲမှာစစ်ကောင်စီရဲ့ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝန်စွန်တန်တက်ရောက်ခဲ့ပြီးစစ်ကောင်စီပြည်နယ်အစိုးရရုံရှိနေရာခက်ချင်းချင်းမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်ကျေကွဆလဘီငလျင်အတွက်ကုညီထောက်ပံ့ရေးပစ္စည်းတန်ချိန်2230လက်ခံရရှိထောက်စက်ကောင်စီပြောဆိုတဲ့တင်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင် နိုင်ငံတကာကနေငလျင်အတွက်ကုညီထောက်ပံ့ရေးပစ္စည်းတန်ကြီး2210ကိုလက်ခံရရှိထားတယ်လို့အနာသိန်းစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူစောမင်းထွန်းကပြောပါရယ်နိုင်ငံပေါင်း20ထက်မနည်းကကုညီကေစေးပစ္စည်းတွေဟာ၄000နဲ့အရှိချောင်းကပါပေးဖို့ကုညီထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့စစ်ကောင်စီရဲ့အဝါရဖြန့်ရုပ်သံကတစင်ပြောကြားလိုက်တာပါကုညီကေစေးပစ္စည်းတွေကိုငလျင်သိဒေတာတွေစီအတုံးလိုက်ဖြန့်ဝေမှုတွေလုပ်နေတယ်လို့လည်းအနာသိန်းစစ်ကောင်စီကထုတ်ပြန်ပါရယ်ငလျင်အတွက်နိုင်ငံတကာကကေစေးဝန်ထမ်း1000 362ယောက်လာရောက်ခဲ့ပြီးလူသားချင်းစာနာမှုအကူအညီအတွက်ထောက်ပံ့ရေးပစ္စည်းတန်ချိန်2230ကျော်နဲ့ကယ်ဆယ်ရေးပစ္စည်းတန်ချိန်1180ကိုလက်ခံရရှိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ဧပြီလ14ရက်နေ့ထိရရှိထားတဲ့စီးရင်တွေအရသခိုင်းကိုဗဟုပြုလုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်တေဆုံခဲ့သူဟာ3906ယောက်ရှိကဒဏ်ရာရသူ9028ယောက်နဲ့ပျောက်ဆုံးနေသူ130ရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ ငလင်တဲ့ဒေတာအတွက်အထောက်ပံ့ပစ္စည်းတွေနိုင်ငံတကာလူရန်ငွေတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့အတုံးပြုနေမှုတွေကိုတရီတာဆောင်ကြည့်ဖို့လိုအပ်တယ်လို့အရက်ဘက်အဖွဲ့အစည်းတွေကထောက်ပြတရီပေးထားပါတယ်။ဆလဘီရေစကြိုမြို့နယ်ရင်စက်ကောင်စီတက်စစ်ကြောင်းထုတ်လာ၍တိုက်ဝဲဖြစ်စွေတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းရေစကြိုမြို့နယ်ရင်းစက်ကားစီတက်စစ်ကြောင်းတို့လာရေးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရေစကြိုမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကယနေ့ဧပြီလ15ရက်တွင်အသိပေးထုတ်ပြန်သည်ရေစကြိုမြို့ခြေဆိုင်အမှတ်258ခြေလင်းတရင်ခလရ258မှာစစ်ကြောင်းတို့လာသောအင်အား150ပါစစ်ကြောင်းအောင်ကံတိကျေးရွာအနေ၌ဧပြီလ23ရက်တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်သားလေးဦးအပြင်ထံတန်ရာရရှိပြီးလက်နက်များကောက်ရင်ကျိုးပန်းခဲ့သော်လည်းအင်အားကွာဟာမှုကြောင့်စုခွာ ခဲ့ရကြောင်းဖော်ပြသည်ထို့ပြင်ယမန်နှင့်အီရလ14ရက်တွင်ခလရ258တရင်မှာစက်ကောင်စီတပ်စစ်ကြောင်းနောက်တစ်ခုထွက်ရှိလာပြီးကန်တစ်ကျေးရွာ၌ပင်ထပ်မံရောက်ရှိနေကြောင်းအသိပေးသည်ကန်တစ်ကျေးရွာသည်ရေစကြိုမြို့၏အနောက်ဘက်ခြမ်းတွင်တည်ရှိပြီးပခုတ်ကူရေစကြိုရထားလမ်းပိုင်းပေတွင်တည်ရှိသည် ထိုးစစ်ဆင်လာသည့်စစ်ကားစီတက်စစ်ကြောင်းကိုပကောက်ခုခိုင်တရင်ကိုနေပူပေါင်းခုခံနေကြောင်းလည်းရေစကြိုမြို့နယ်ပြည်သူ့ကောင်ရဲ့အဖွဲ့ကပြောလေစစ်ကားစီသည့်ရှစ်ခုနှစ်ဖေဖော်ဝါရီနောက်ဆုံးပတ်မှာမတ်လဒုတိယပတ်ထိရေစကြိုမြို့နယ်ကိုစစ်ကြောင်းထိုးခဲ့ပြီးပြည်သူ့ဆက်ရှိဦးတမနေတပ်ဖြတ်ခဲ့ကကျေးရွာ20ခန်းကိုမီတင်ရှုခဲ့သည်ရေစကြိုမြို့တွင်စစ်ကားစီခလရ256 259နဲ့258တရင်များအခြေစိုက်ထားသည်